ဟယ်လိုဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမကမူတီကျော်လီစောစာပြင်တဲ့အားလုံးကိုလောင်းမြောက်ပေးတာဖြစ်ပါရဲ့ရှင်အခုကျမကြောထားတဲ့အကျိုးလေးကဆိုရင်ပေါ့နော်အာတူတူရလေးနဲ့အရန်ကမှစားလို့ကောင်းပါရဲ့ရှင်။အချိန်တိုင်းရဲ့အဒီတူတူရလေးနဲ့ပြော့မသွားပဲနဲ့စားလို့ကောင်းတဲ့မိခံလေးဖြစ်ပါရဲ့ရှင်။ဒီကျူရီကျော်လေးတစ်မျိုးနဲ့တည်းထင်းပူလေးနဲ့တွဲဆိုင်ရင်အရန်ကမှကောင်းပါရဲ့ရှင်။လိုက်စပါရဲ့ပေါ့နော်။ အခုဘူးတီကလုံးကိုကျမကတဝက်ကြုံမယ်ပေါ့နော်တဝက်ဆိုရင်ဘူးတီကြုံရအများကြီးကိုရပါတယ်ပေါ့နော်ပြီးတော့သူ့ကိုကျမကဘူးတီကိုမထူမပားအနေထားလေးလှီးပေးပါမယ်ရှင်ဒါတော့မိမိစိတ်ဆိုင်လှီးလို့ရပါတယ်ရှင်ပြီးတော့မုံနှိစက်ပါမယ်ရှင်မုံနှိစက်တဲ့နေရာမှာဆံမုံထည့်ပါတယ် ။ဒီရင်ကျမကကျောင်းကုံမုံလေးထည့်ပါတယ်ရှင်။ကျွတ်ကျွတ်ရလေးဖြစ်အောင်ပို့ပြီးတော့ကျွတ်သွားအောင်ပေါ့နော်။ဒီရင်ကောင်းရင်မုံလေးထည့်ပေးလိုက်ပါတယ်ရှင်။ဒီသုံးမျိုးကိုထည့်ပြီးတော့ကျမကအရသာမုံလေးနဲ့စားရင်အရသာမုံရဲ့အနည်းငယ်ကြီးထည့်ပါတယ်ရှင်။ဒီရင်နောက်ဆုံးမှာဆိုလာလေးထည့်ပေးလိုက်ပါတယ်ရှင်။အားလုံးကိုတမအောင် နေပေးပါမယ်ပေါ့နော်။ရေကိုတော့ကျမကအချိန်ဆပြီးတော့ထည့်ခဲ့ပါတယ်ပေါ့နော်။ဒီကတော့မိမိထည့်တဲ့ဆမ်မုတ်အနေထားပေါ့မဖြစ်မကျဲလေး။အရင်ကြီးတဲသွားရင်လည်းဆမ်မကောင်းဘူး။အရင်ကြီးပြင်ရင်လည်းဒီလိုကြီးနဲ့ဆမ်မကောင်းဘူးပေါ့နော်။အခုလိုအနေတော်လေးဆိုရင်ရပါတယ်ရှင်။ဒီနော်စီလေးကိုကျမအရင်ဆုံးထည့်မယ်ပေါ့နော်။စီလေးတက်ပြီဆိုတာနဲ့ဘူးသီးလေးကိုစပြီးတော့ထည့်လို့ရပါပြီရှင်။ ဒီပူးလီကျော်တဲ့နေရာမှာစီကိုတော့များများလေးသုံးပြရပါတယ်ရှင်မဟုတ်ရင်စီရင်စီနေရင်ပေါ့နော်စားလို့မကောင်းပါဘူးရှင်အကျော်ကကျော်ကျော်တဲ့နေရာမှာတော့စီကိုခြေတာလို့မရဘူးပေါ့နော် ြည့်နော်အောက်ဘက်ကတစ်ဖက်ချက်ပြီဆိုရင်အောက်ဘက်တစ်လက်စီလမ်းပေးလိုက်ပါရှင်။အယောင်လေးကြီးပြောင်းလာပြီဆိုတာနဲ့အပေါ်အောက်လမ်းပေးလို့ရပါတယ်ရှင်။ ဒါတော့ဒီမှာနောက်တစ်ခါဆက်ပြီးတော့ကြောထားပါတော့ဆစောငါးခုတော့ကြက်သွားပါပြီနောက်ထပ်နောက်ထပ်ငါးခုစီပေါ့နော်ဒီမှာအများကြီးတစ်ခါလည်းမထည့်ဝဲနဲ့ငါးခုငါးခုစီထည့်ပြီးတော့ကြောခဲ့ပါလိမ့်ရှင်အခုလိုမျိုးလေးအနေထားဆိုရင်တော့ရပြီပေါ့နော်အခုဆိုရင်အရန်ကမှစလို့ကောင်းတဲ့ဘူတီကြော်လေးရပါပြီရှင်အချင်းလေးနဲ့တွဲစားလို့ရှင်အရန်ကမှလိုက်ဖက်နေပါတယ်ရှင်အားလုံးပဲစားကြပါအောင်ရှင် 阿拉妹，拜拜，See you。